မ္မထာကိုရှုရေရှုရင်းရကမ္မထာမရအောင်စိတ်တရားကမ္မထာမှာမတည်နိုင်အေးဗဒ္ဓမာဆုံးပြည့်တတ်တာကဝေဒနာပဲခန္ဓာကိုယ်မှာပါဝတဲ့ဝေဒနာပဲဣတိကမ္မကမ္မထာပွဲရောက်ပွဲဝေဒနာတွေရောက်ပါတယ်မြန်မာနိုင်ငံဝေဒနာတွေရှုဝေဒနာနုပတ္တနာဆိုလို့ရှုနော်အေးဒီနေရာမှာတော့အခုပြောပြမယ်ဆိုရင်တော့အတုခမတုခပြောင်းလာတာ ဒုက္ခဝေဒနာဒုက္ခဝေဒနာခေါ်တယ်။အဲ့ဒီဝေဒနာကိုအတုခမတုခပြောင်းမပြောင်းတာပေါ့။အဲ့တော့ဘာလို့ ਆ တော့ဝေဒနာပျောက်သွားအောင်လုပ်လိုက်ရတယ်။အဲ့တော့ဥစဉ်ရှိမှာကတော့ကာယကဝေဒနာပေါ်လို့ရှိရင်ဝေဒနာကိုပျောက်အောင်လုပ်တဲ့နီးစနစ်ငါးခုပေးထားတယ်။ပထမတစ်ခုကသီးခံပြီးတော့မှဆက်ထိုင်တယ်။ဘလို့မှတီးမခံနိုင်လို့ဆိုရင်အရိယာပုဂ္ဂိုလ်ပြင်းလိုက်ပါ။ကြိုက်တယ်လို့ပြင်းမှာဟာ အတံမထွက်စီနဲ့ဘေးလူအနောက်ရှက်မှာဖြစ်စီနဲ့တဏှာအတွင်းမှာဘယ်နှခါပြင်ရလို့မှတ်တာဤရင်ပြန်ထိုင်တဏှာမပြေးဘဲနဲ့တော့ထားသွားရဘူးဒုမြအစကျင့်ကလာကခုနှစ်ကျင့်ပြင်ရတယ်ဆရာသမားကမင်းဘယ်နှကျင့်ပြင်ရတော့ခုနှစ်ကျင့်ပြင်ရတယ်ဘုရားအေးနောက်တစ်ခါ၅ကျင့်တော့နောက်တစ်ခါစက်တန်ရင်၃ကျင့်နောက်တစ်ခါ၁ကျင့် နောက်တော့တဏှာအတွက်မှာလုံးဝမပြင်းရတဲ့အခြေအနေတွေမင်းစူးစမ်းပေါ့ကွာဆိုပြီးတော့မှဒီနာရာတွေကိုပြတ်အောင်လို့အရိယာပုတ်ပြင်းချင်းအပြင်အလေးအကျင့်လုပ်ပြီးတော့မှကြော်ရောက်အောင်လုပ်ရတယ်။နောင်ကြတော့ဒီတဏှာအတွက်မှာဒီအရိယာပုတ်ကိုမပြင်းမင်းနဲ့ထိုင်နေတာကိုဖြစ်လာလိမ့်မယ်။ဒါကပထမကြော်နီးဒုတိယကတော့ဝေဒနာပေါ်လာတယ်။တိခံပြီးတော့မှထိုင်တယ် နောက်ဆုံးမိကျန်တော်တော်လေးကိုနားလာတဲ့ခါကျတော့မှကျွန်ုပ်ဒီနော်ဒါအကျေဟောတာစိတ်ကတော့တလုံးနဲ့ပြောတော့ဗုဒ္ဓဓမ္မသံဃယရဏမြတ်သုံးပါးကိုအကျွေးနဲ့ယုံကြည်ပါလေဤယရဏသုံးပါးဤတကူးရှိဆိုကြောင်းဟိုတရားထိုင်စမှာဝေဒနာပျောက်ပါစေတော့အဋိဋ္ဌံလုပ်ရရတယ်အဋိဋ္ဌံနဲ့ကြောရတာယရဏသုံးပါးကိုယုံကြည်ရစိတ်ပြင်းထန်လို့ရှိရင် အိမ်ဟာတိုင်းရင်မှာအိတ်ဝင်နာပျောက်သွားတယ်။ပေါ်လာရင်အိတ်တန်အိတ်တန်ပေါ်လာရင်အိတ်တန်နောင်တော့အိတ်မတန်ရမနဲ့တဏ္ဍာရီလောက်ကဝေဒနာမပေါ်ရင်ပျောက်တယ်ဒါဒုတိယဂျုံကြီးပဲ။တတိယဂျုံကြီးကြတော့ဝေဒနာပေါ်လာကိုလုတ်လုတ်တယ်ကုသိုလ်ကိုယုံကြည်ရတယ်။ဒါကကိုလုတ်မှရ။သီလကုသိုလ်၊နာနာကုသိုလ်၊ဘာဝနာကုသိုလ်ဒီကုသိုလ်တွေဘုရားတပည့်တွေကလုတ်ခဲ့ပါဤ။ ဤကုသိုလ်ရဲ့တကောရှိနေတော့ဤကုသိုလ်ရဲ့အဟုံကြောင့်ဟိုဒီတရားထိုင်စမှာဝေဒနာတွေပျောက်ပါစီအတိတ်တံဝေဒနာပျောက်ပါလိမ့်မယ်ပုံရင်တော့ဒီတိုင်းအတိတ်တံရတယ်နောင်များကြတော့လုံးဝအတိတ်တံစာမလွယ်နေဝေဒနာတွေပျောက်ကြတာကိုတွေ့ရလိမ့်မယ်ဒါကတတရားနည်းဘုရားတရားလည်းမယုံကြည်ခဲ့ဘူးကိုယ်ကလည်းကုသိုလ်တွေမလုပ်ခဲ့ဘူးအဲဒါဆိုလို့ရှိရင်တော့ဟိုဒီတရားအားထုတ်တဲ့ချိန်မှာ ဝေယဝိဆာကုသိုလ်ပေါ့။ဘုရားကြောင်ဆောင်နေနှံ့ရှင်အောင်ဘုရားကိုရည်တက်ပေးတာဘုရားကို ရွှေတင်ကန်းနေကြတာနော်အဲ့တော့ဒီတရားအတွက်နေရာမှာတန့်ရှင်းတာဒီကြောင်တော်တွေမှာတန့်ရှင်းတာနော်ဘုရားအဆုသူမှာတန့်ရှင်းတာရည်တက်ပြီအစရှိတဲ့ဝေယဝိဆာကုသိုလ်အဲ့ဒီရအဟုံကြောင့်အဲ့ဒီရကုသိုလ်ကြောင့်တရားတိုင်စင်မှာဝေဒနာတွေပျောက်ပါစေဆိုရင် အဲ့ဒါဝေဒနာလေးကပျောက်သွားတယ်။အရိယာပုဂ္ဂိုလ်ပင်နဲ့အလိကျင်ကတမျိုးနောက်မှမပြင်းအောင်ကျင်ရလား။ယရဏသုံးပါးကိုယုံကြည်တဲ့စိတ်နဲ့အတိတ်တံပြီးကြတခြားကိုလုတ်တဲ့သီလကုသိုလ်ဒါနကုသိုလ်ဘာဝနာကုသိုလ်အတိတ်တံကြီးကတဖို့ဝေယကုစကွန်ဝေယဝိဇ္ဇာကုသိုလ်ဟုံနဲ့၎င်းအဲ့ဒါဝေနာတွေကိုအတိတ်တံပြီးတော့ကြောရတယ်။ဒါဆိုရင်ဝေနာမရှိဘူး။ ဒါဝိနဲ့တချို့တချို့တော့ပုံကိုယ်တွေကဘယ်လိုတရားထိုင်တိုင်းဒီဝေဒနာပဲအမြင့်ပေါ်တယ်အဲ့ဒီကြတော့နော်ဆရာကြီးဦးစန်းလင်းရေးတဲ့စာအလို့တရားတိုင်တိုင်းတရားတိုင်တိုင်းဒီဝေဒနာပဲပေါ်တယ်လို့ကတရားရောက်ကိုခင်းနေတယ်တဲ့မှန်ပါလေဒီဘဝမှာကြောဖို့ခင်းရသွားတယ်ဒါဝိနဲ့အဘိညာဉ်တခုရတယ်ဆရာမျိုးနဲ့တွေ့ရင်ကြတော့ဒါကိုကြော်လို့ရတယ်အဲ့လိုပေါ်လာရင်အဲ့ဝေဒနာကိုဆရာကိုရှောက် ဆရာကနေမှာဒီပုဂ္ဂိုလ်ရဲ့အတိတ်ကာလကအကုသိုလ်တရားကိုရှာပေးပြီးကမှာအဲ့ဒီအကုသိုလ်တရားကြီးကြီးပြောက်အောင်ဆရာကတွင်တင်နှုတ်မှတဲ့အတိုင်းကိုကလိုက်နာရင်ဝေဒနာကပြောက်တယ်လို့နားလေကြာအဲ့တော့ဝေဒနာပေါ်ရင်ဝေဒနာကိုမရှိပါဘူးဝေဒနာကိုကြုံလွန်အောင်ပြီးတော့မှာကမ္မထံကိုတည်အောင်လုပ်ရတယ်လို့အဲ့ဒါမှတ်သားကြအေးနောက်တစ်ချိန်တိုင်းမှာ ဝေဒနာကြောဝင်ပြီးတော့နေဝေဒနာဘယ်လိုဖြတ်မလဲနော်အာယတနာတွေဘယ်လိုပြင်ကြောမလဲကိလေသာနဲ့တန်ဝစဉ်ဘယ်လိုလို့မပတ်အောင်လုပ်မလဲလမ်းလွဲ့လိုက်တဲ့မိစ္ဆာအဝိဇ္ဇာဓမ္မံတွေတွေကိုဘယ်လိုဖယ်ရမလဲနော်အစရှိရလို့တခန်းချင်းတခန်းချင်းနဲ့တင်ပြပါပေးပါအေးဒီလိုကာယကဝေဒနာတွေကြောလွန်နေဝေဒနာတွေမပေါ်အောင်လုပ် အာယတနာဆင်းတဲ့ပါကိုရှောက်ပြီးတော့မှအာယုန်လေးဟိုရောက်တရောက်နဲ့ရှုပ်နေခြင်းနေကျော်လွန်တရားကတခုဒိဋ္ဌိတန်နဲ့တန်ရုံးစဉ်မပေါ်အောင်ကတားရှိတာကတမျိုးလမ်းလွဲ့လိုက်တဲ့ဒိဋ္ဌိမကြီးအဆောင်လက်ခွဲတို့စွန့်ခွာခြင်းတာပေါ့အဲဒီလိုအမျိုးမျိုးကိုကျော်လွန်အောင်လုပ်ပြီးမှကမ္မထန်တရားကိုဒီလိုရတယ်မင်းအားလုံးအရင်တော့မတည်နိုင်ကြဘူးလမ်းလွဲ့ဘက်ကိုရောက်ရောက်နေကြတယ် အေဒီကမ္မဋ္ဌာန်းကိုတည်နိုင်လို့ယခုနာလိုလေးရှုလေးတို့တည်အောင်လို့ရှေးရှေးရှုရှေးရှေးတို့တည်အောင်လို့အင်းင်းမျိုးကိုလှုပ်အေဒီနိစင်မှန်ကန်ရမှိတ်ထားတဲ့မျက်စိမှာအလင်းပေါ်ပြီးတော့အလင်းကြည်လင်းတဲ့ကပုံရိပ်ဆိုတဲ့ပฏิပါကနမိတ်ကိုရတော်မူတယ်ဒါဆိုရင်သီလမကင်ပြည့်ပြီးသီလဝိတုပြည့်ပြီးတော့ဒီဘလဝဝိတ္တနဲ့ကျင့်စဉ်နိလရဲ့ပထမဇကန်ကိုအောင်မြင်မိတော့မှเนาะကြော်လာပြီလို့ မတ္တာနာယူကြပါလေကုန်တည်းအာတုအာတုအာတုပါဘုရားကဲဒီနေ့เนาะအတ္တိနဲ့ပါတဲ့ခါကျဒီလူစားလေးကိုပဲလေ့ကျင်ပါနောက်မှဆက်ပြီးတော့မှဟောမေ